အင်္ဂါသတိမိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာ2025ခုဇူလိုင်လအတွက်တလစာဟောသရံကိုဟောကြားပေးမှာဖြစ်ပါတယ်ဒီကာလမှာမိတ်ဆွေဆရာသမားစတာတွေရဲ့ကိုယ်ညီထောက်ပံ့ပေးမှုတွေရရှိလာပါလိမ့်မယ်နောက်ပြီးတော့ပညာတစ်ခုခုသင်ရတာသင်နှန်းတက်ရတာဒါမျိုးတွေလည်းကျင့်ဝါတတ်ပါတယ် ဘာသာရေးလှုပ်လေကိုယ့်အတွက်ကံကောင်းလေဆိုတဲ့ကာလဟာဒီကာလပဲဖြစ်ပါတယ်ခင်ဗျာနောက်ပြီးတော့မိမိအိမ်မှာတုံးတဲ့စစ်ပစ္စည်းအဟောင်းတွေပစ္စည်းလို့ပျောက်ဆုံးလို့အသက်ဝယ်ရတာအသက်လဲရတာဒါမျိုးတွေလည်းကြုံတွေ့ရနိုင်ပါတယ်ခင်ဗျာနောက်ပြီးတော့ကိုမထင်ထားတဲ့ကိုယ့်ရဲ့အထက်လူကြီးအကြီးအကဲဓမ္မမဟုတ်ကိုထက်အသက်အဖြစ်ကြီးသူဒါမျိုးတွေရဲ့ကိုညီပေးမှုတွေထောက်ပံ့ပေးမှုတွေလည်း ရရှိရပါလိမ့်မယ်။တတိပြုဘဝတော့ရေချောင်းခရီးရဝေးခရီးအထူးသဖြင့်မြောက်ဆူဆူအရက်တွေကိုခရီးသွားတာမျိုးရှောင်ရမှာဖြစ်ပါတယ်။အဲဒါလိုများခရီးသွားပြည့်ခဲ့ရင်ကိုယ့်အတွက်အခက်အခဲကြီးကြီးမားမားတွေ့တာကန်ဆိုးလို့ရှိရင်ဒေဥပတ်တင့်တတ်တာမျိုးတွေထိဖြစ်တတ်ပါတယ်ခင်ဗျာ။နောက်ကိုယ်ပိုင်တဲ့ပစ္စည်းတွေကိုပေါ့နော်အခပိုင်းနဲ့ခံရတာတို့တခုခုခံရတာတို့ ဒါတွေဟာဒီကာလမှာဖြစ်တတ်ပါတယ်။နောက်ပြီးတော့ကိုပိုင်ဆိုင်နဲ့ရွှေစတဲ့ဗုဒ္ဓဟူးနံပစ္စည်းမျိုးတွေဒီကာလမှာပြစ်တာမျိုးထွက်တာမျိုးပေါ့နော်ကျုံဝတတ်ပါတယ်။အဲရွှေရဲ့ပစ္စည်းတွေကိုသူတို့ဘာကိုချေးတာမျိုးငှားတာမျိုးတွေမကောင်းဘူးပေါ့နော်။အဲဆုံးပါတာမျိုးတွေဖြစ်တတ်ပါတယ်။နောက်ကိုကိုတိုင်းလည်းရေချိုးမာတာတို့ပေါ့နော်လက်ချေစတာတွေမှာထိခိုက်မိတာမျိုးတွေဒါမျိုးတွေလည်းကျုံဝတတ်ပါတယ်။ အဲငွေကြေးနဲ့ပတ်သက်ရင်တော့ဒီကာလမှာကန်တာကောင်းတဲ့အချိန်လို့ပြောရမှာပါအထူးသဖြင့်ကိုယ့်အလုပ်ကနေလဲငွေကြေးမထင်မှတ်ဖဲနဲ့လုံရင်းရတတ်တယ်ကိုယ့်အလုပ်က မဟုတ်ရင်လဲဒီပေါက်တလိုမျိုးပေါ့နော်မထင်မှတ်ဖဲနဲ့ငွေကြေးကန်ကောင်းတာမျိုးတွေကျင်ဝနိုင်ပါတယ်ခင်ဗျာနောက်ပြီးတော့သတိပြုဖို့ရမှာကိုယ့်ရဲ့မိသားစုအရေးအထူးသဖြင့်အိမ်ညွန်ရေးအိမ်ညောင်ရေးပေါ့နော်အဲ့ဒါတွေမှာအထူးသတိထားသင့်ပါတယ် အဲအိမ်ောင်ရေးမှာဘာမဟုတ်တဲ့ပြဿနာလေးကနေစပြီးတော့မှအကျယ်အကျယ်ဖြစ်တာမျိုးပေါ့နော်အမေကစားပြတ်တမီလောင်ဆိုတာလိုနောက်ဆုံးမှာကွဲမတက်ကွာမတက်ဖြစ်တာမျိုးတွေကျင်းဝါတတ်ပါတယ်ခင်ဗျာအဲ့တော့ဒီကာလမှာကံကောင်းစေတဲ့အကြောင်းကတော့အဝါရောင်ချွေရောင်ဖြစ်ပါတယ်ကံကောင်းစေတဲ့အကျိုးပေးတဲ့ကဏ္ဍတွေကတော့၅ကဏ္ဍ၃ကဏ္ဍဖြစ်ပါတယ်ကံကောင်းစေမဲ့ ကို့အတွက်ပေါ့နော်အញ្ញံခိုက်တွေပြေပြောက်ပြီးတော့ကောင်းကျိုးချမ်းသာတွေရရှိလာသေးမဲ့ကျရိယာကတော့ကျတာပရင်းနဲ့မနဲ့ဆော့ဆော့မှာကိုယ့်ရဲ့အိမ်ဖျားမှာပေါ့စီငါးလုံးပေါ့နော်စွန့်တော့ကတ်ပြီးတော့မှဆူတောင်းရမှာဖြစ်ပါတယ်ခင်ဗျာ